အေးမိစ္ဆာအမျိုးပြည့်အောင်တော့မတုံးကြပါနဲ့ဒါလေးပြောချင်နေတာတပီလုံးကိုပြောချင်မုံကျင်လဲမုံပြုံးကျင်လဲပြုံးပုရုစင်မဲ့ဘာဖြစ်လဲအမျိုးပြတ်သွန်းအောင်တော့ကလားရဲ့မရငယ်ဖြစ်အောင်ကတော့မိစ္ဆာဒိဋ္ဌိဖြစ်အောင်ကတော့မတုံးညာနဲ့ငငယ်လေးတွေကတို့ဘုံမွေးထားတဲ့အမေတွေအဖေတွေဆွေတွေမျိုးတွေဗုဒ္ဓဘာသာတွေရဲ့မျက်နာလေးတစ်ချက်လောက်ကြည်လိုက်ကြစမ်းပါအိမ်အောင်ကြကနီးရင် ။ဘာကြခံနေရင်မှန်ရလား။ဒါကြောင့်မလို့သားတွေသမီးတွေချိန်တန်းရွယ်ရောက်လာရင်လည်းချစ်ရင်တဲ့ပြစ်မထားနဲ့တဲ့။ထိန်များလက်ထံမင်္ဂလာ ပြုလုပ်ပေးတဲ့အခါမှာလူမျိုးတူဘာသာတူတဏ္ဍာတူဖျားတူတဲ့ကိုယ်အချင်းချင်းပဲလက်ထပ်ပေး။ဘလို့လက်ထပ်ပေး။မှန်ရလား။အဲ့တော့ဗုဒ္ဓဘာသာလောမှာအချက်မနှစ်ချက်၃ချက်မှန်မရလား။ ပထမဇာယတိတိတော်ဒုတိယံပပိဇံဗုဒ္ဓံဒတိယဝိဝဟံဂရိသီရထယရဏတယောဗုဒ္ဓပဗုဒ္ဓကမိနဝန္တပါလံနုပါလယိဘေကဝေတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ပန္ဒီတော်ပညာရှိတဲ့မျိုးကောင်းသားမျိုးကောင်းသမီးဗုဒ္ဓဘာသာတို့သည်ပထမရှိဟုစွာကုန်ရလာတဲ့အခါမှာလည်းပဲတဲ့ ။တိရဒါယနာတယောယနာသုံးပါဥဒိမ္မာထားပြီးဇာယတိတရဏဂုံသုံးပါပြေးပြီးတော့ကလေးလေးတွေမွေးဖွားပေးရ၏။ဗုဒ္ဓဘာသာတွေလုံးရမယ်နံပါတ်1အလုပ်ပါပဲ။နမရီသားလေးတွေသမီးလေးတွေ10နှစ်12နှစ်အရွယ်ရောက်လာပြီဆိုရင်လေဒုတိယနှစ်ကြိမ်မြောက်မှာတော့ပပိဇံဗုဒ္ဓရှင်နိုင်ပြည့်တဲ့သာယနာသမီးယနာလေးတွေကိုရှင်သာမဏေသီလရှင်လေးတွေပြုလုပ်ပြီးတော့သာသနာအမွေပေးရ၏ ဒရိယန်သားတွေသမီးတွေချိန်နာရွယ်ရောက်လို့အိမ်တော်ကြမဲ့ရွယ်ရောက်လာခဲ့ပြီဆိုရင်လည်းပဲဒရိယန်ဝိဝဟံကရီဝိဝဟံကရီလူမျိုးတူဘာသာတူတရာတူတဲ့ကိုဗုဒ္ဓဘာသာအမျိုးချင်းချင်းတွေတဲ့ ဝိဝါဟံဂရီထိမ့်မြလက်ထမင်္ဂလာတွေပြုလုပ်ပေးရမယ်အဲဒီလိုပြုလုပ်ပေးမှာဘွန်တာပါလန်နုပါလည်းမိမိတို့ရဲ့အမျိုးအနွယ်ကိုအစဉ်ဆောင်လျှောက်တဲ့သားကောင်းသမီးကောင်းတွေဖြစ်မယ်ရလို့မိဘကောင်းရနာတွေဖြစ်မယ်ရလို့ဒါရဝံကောင်းစွာမဲ့သွေးမထိုင်ပါပြီတော့သတည်း ဗုဒ္ဓဘာသာရင်အဲ့ဒီတိုင်းသာလုံနေမယ်ဆိုရင်အဲ့ဒီတိုင်းသာကျင့်သုံးမယ်ဆိုရင်ကိုယ့်အမျိုးဘာသာသာသနာကြီးပျောက်ွယ်သွားပါမလားမပျောက်နိုင်ပါဘူးနေလိုလားလို့ထုံလင်းတောက်ပါလာမှာပါဒါကြောင့်မို့လို့တဲ့မြတ်စွာဘုရားကသားတွေသမီးတွေကိုမိဘတွေကတကယ်ချင်းရင်တအပဲလေးပုံကစောင့်ရှောက်ပေးလိုက်ပါနှိအမျိုးပြဲမဲ့ဘေးကနေလဲကာကွယ်စောင့်ရှောက်တော့အပြင်လူမျိုးတူဘာသာတူသနာတူတဲ့ကိုယ့်အချင်းချင်းနေပေးစားရတယ်ဒါကလည်းတကယ်ချစ်တာမှန်ရလား တို့ဝိတ္တန်တရားမင်းကြီးကြည်လိုက်သားတော်သမီးတော်တွေမလူဘူးလားဘသူ့ကိုလူလာလဲစုစကားဘုံသားကြီးကိုသားတွေသမီးတော်တွေစုစကားဘုံသားကြီးကိုလူတဲ့အခါမှာသားတွေသမီးတွေကိုလေးဆုံးလဲဆုံးမလိုက်တဲ့ငါသားတို့ငါသမီးတို့မင်းတို့ဟာလေတဲ့ရှင်ဘရင်ရဲ့သားတော်တွေသမီးတော်တွေအမျိုးကမှန်တယ်ဗာမှန်တယ်အမျိုးကမှန်နေအမျိုးမှန်ယုံနေဖို့မတန်သေးဘူးအဖိုးတန်အောင်နေတတ်ဖို့လိုသေးတယ်ငါသားနဲ့သမီးတော်ဖာကမဲတော်ဟာလီ တပိညူပြညာတော်ကြီးရမှာဖြစ်မှာဓမ္မဘုရားဖြစ်မှာဓမ္မနိဗ္ဗာန်ကိုမြင်မှာနိဗ္ဗာန်မြင်မှာများစွာသောဝိနည်းတရားတွေတန်တရားကြီးမှာလမ်းမပြီးတော့ခဏခဏဦးနာတင်နေရတာဒီဘေးကြီးကလွတ်အောင်ဖခင်မဲတော်ကတရားခေါ်ပြီးကဲမှာဒါကြောင့်ဖခင်မဲတော်စုံကြီးကြီးငါပါဖြစ်ခြင်းရမှာသာတော်သမီးတော်တွေလူရမှာပုဒ္ဒပရိစ္ဆာကဘာပရိစ္ဆာက ဒါကြောင့်ငါသားနဲ့ငါသမီးကိုလေဖခင်မဲတို့ကမချစ်လို့လူမမဟုတ်ချစ်လို့လူမကလေးတွေဆုံးမတယ်ဖြောင်းပြတယ်ကလေးတွေသဘောပေါက်သွားတယ်မပေါက်ဘူးလားဒါတော့လေသမီးတော်တို့ဆိုတာတိုင်းပြည်ကဝိတန်တရားမင်းကြီးရဲ့သားတော်သမီးတော်တွေအမျိုးမှန်လေးအဖို့တန်ဖို့လူသေးတယ်ဖခင်မိတော်ဆုံးမလိုက်မယ်အမွေကောင်းလေးတွေပေးလိုက်မယ်စောင့်ရှောက်လိုက်မယ်အမျိုးပြည့်မဲ့ဘေးကနေကာကွယ်စောင့်ရှောက်လိုက်မယ်ဆိုပြီးမှားတယ်ငါသားတဲ့မင်းဟာရှင်မင်းရဲ့သားတော် ုစကားပုံသားကြီးကိုဖာကမဲတော်ကကျွံအပြစ်လူရန်လိုက်တော့လေငါသားသည်တသက်လုံးကျွံဖြစ်မှာမဟုတ်ဘူးအမျိုးမန်ညုံမနေဘူးညုံမနေဘူးဗရမျမ်းမန်ရင်ဘာဖြစ်တယ်ညုံမနေဘူးဆိုတဲ့သဘောပဲငါသားတော်သည်တသက်လုံးကျွံဖြစ်နေရမှာမဟုတ်ဘူးတဲ့ပုံသားကြီးလည်းခေါ်သားလည်းခေါ်ပြီးပုံသားကြီးတဲ့ငါသားတော်ကိုကျွံဖြစ်ကလွန်မြောက်ခြင်းရင်တဲ့ရွှေစင်ပိတ်တာတသိန်းနဲ့ကြီးဖြတ်ပြီးမြေ ရွှေစင်ပိဋ္ဌတဲ့သိမ့်ပေးနိုင်ရင်တဲ့ငါသားတော်ကိုကျုံဖြစ်ကလွမြောက်စီငါသားကလည်းယောက်ျားတို့ဇွဲလုံးလာမလျှော့ပဲနဲ့ကျုံဖြစ်ကလွမြောက်ချင်ရွှေစင်ပိဋ္ဌတဲ့သိမ့်ကိုအားကိုကိုပြီးမှန်မှန်ကန်ကန်ရအောင်ရှာပြီးရွေးပေါ်ကဲကလေးကိုလည်းသင်မပေးလိုက်ဘူးလားသားဆိုအဲ့လောက်ပဲတမိရတော့တမိတော့ရှိလာခဲ့တမိတရားလည်းငယ်ငယ်လေးငိုဖခင်မဲတော်ရဲ့မလူပါနဲ့ ပုံနာရေးကြည့်ရတာကယုတ်ကြီးရကိုကြမ်းလိုက်တာစလုံးထဲကိုဆိုးတယ်ဖကမဲတော့သူတော်ကောင်းစိတ်ရှိမဲ့ပုံမရှိဘူးယုတ်မာမဲ့ပုံကြီးပဲကလေးညာလုံးကကြောက်နေတာသမီးတော်တဲ့သမီးတော်ကလည်းပဲအမျိုးမန်နေအဖို့တန်ဖို့လိုတယ်သမီးတော်ဟာလေရှင်ဘုရင်ရဲ့ဝတ္တန်ရံမကြီးရဲ့သမီးတော်လေးငငယ်ကလေးနောင်အသက်59နှစ်ဆက်ချောင်းနှစ် ်နောက်တစ်ခါ15နှစ်လောက်ကြော်တဲ့အခါဆိုရင်ငါသမီးတော်ဟာစကွန်းဆက်ချင်စကွန်းတကယ်မင်းသမီးကလေးချောချောလတ်လတ်ကလေးဖြစ်မှာတဲ့အဲ့ဒီအချိန်ရောက်ရင်ငါသမီးတော်ဟာလေမင်းကလေးဆိုတော့ပို့ပြီးကိုယ့်ကိုတန်ဖိုးထားရမယ်မြန်လို့ရမယ်ကိုယ့်ကိုစောင်းရှောင်းရမယ်ကာကွယ်ရမယ်အမျိုးပြက်မဲ့ဘေးတွေဆိုတာရှိတယ်သမီးတော်အခုတော့သမီးကငငယ်လေးဘာမှမသိသေးဒါကြောင့်မလို့တဲ့ငါသမီးတော်ဒီမိန်းကလေးဖြစ်တဲ့အတွက်ကြောင့်ကိုကိုကိုအိမ်တရေသိက္ခာတွေ ထိမ့်ပါအမျိုးကိုလည်းစောင်းကြောက်ပါအရှက်ကြောက်ကိုလည်းလုံအောင်ထိမ့်ပါစီကံကိုထိမ့်အရှက်ကြောက်ထိမ့်ကိုနှုတ်စိတ်ကိုထိမ့်အကုန်ထိမ့်သိမ့်ခလိုက်တယ်အရှက်ကြောက်ကိုလည်းထိမ့်ရတယ်ဘရင်သမီးတော်ဟာလီတန်မှန်မင်းကလေးတွေနဲ့မတူဘူးတူရလားတန်မှန်မင်းကလေးတယောက်ပြက်သွားတာဟာလီတော်သေးတယ်ရှင်ဘရင်ရဲ့သမီးတော်လေးတယောက်ပြက်သွားရင်တော်တော်ကြီးကိုဆိုးသွားတယ်မဆိုးဘူးလား ။ဘာလို့အတိုင်းပြည်ရဲ့ရှင်ပြည်ရဲ့သမီးတော်ဖြစ်ပါလေနဲ့ကဲကလားမရဖြစ်စဉ်းစားကြည့်။ချိုးပြီပေါ့။ဒါကြောင့်မလို့သမီးတော်ဒီအဆက်ကြောက်တွေကိုထိရမယ်အမျိုးမှန်ဖို့တောင်းနေရမယ်ဖာကမဲတော်ကသမီးတော်ကိုကြည့်ပြပေးလိုက်မယ်။ဆိုပြီးတော့ပုံနာကြီးတဲ့ငါရဲ့သမီးတော်ကိုကျွန်အပြည့်လူရန်လိုက်တယ်တဲ့အချိန်တန်းအရွယ်ရောက်လို့သမီးတော်အပြိုရွယ်ရောက်တဲ့အခါမှာငါသမီးတော်ကိုအမျိုးဖြစ်မဲ့ပုံကိုယ်တွေက လာလိမ့်မယ်တဲ့အကြရင်အမျိုးပြည့်မဲ့ဘေးရကာကွယ်စောင့်ရှောက်နိုင်ရန်ဆိုပြီးတော့ငါတကာတဲ့အမိန့်ချလိုက်မယ်ငါသမီးတော်ကိုလေစင်တရားမြင်တရားနွာလာဥဒ္ဓဘာတရားကျွံယောက်ျားတရားကျွံမိန်းမတရားရွှေစင်ပိတ်တာကတပိတ်ဤချောင်းမျိုးသောအရာဝတ္ထုတွေနဲ့လာပြီးတော့တောင်းရရင်ထက်လိုက်အဲ့ဒီ၆မျိုးနဲ့မှလာမတောင်းနိုင်ရင်ငါသမီးတော်ကိုမင်းဆောင်ရှောက်ရမှာ မရှိဘူးလားတမီးတော်ကလည်းလေမလိုက်နဲ့ဘသူနဲ့မှလိုက်စာမလိုဘူးမှန်ရလားဆိုပြီးတော့အဲ့ဒီလိုဝိသန္ဒရာမင်းကြီးကတမီးတော်ကိုမျိုးပြဲမဲ့ဗီဒီကဆောင်းရှောက်တော့အပြင်းလေရှင်တရားမြေလီယာနော်လာတော်ဘာတရားကျွင်အောင်ကြကျွမိမတရားရွှေစင်ပိတ်တာတသိန်းတံဘိုးဖြတ်ပေးလိုက်တာအဲ့တံဘိုးသည်တမန်ကလေးကချေကောင်းဒီမပေးနိုင်ဘူး ေးနိုင်ရဲ့လားသားတော်လိုရွှေစင်ပိဒါတသိန်းလိုမြာတံမိုးပြလာရင်လေးဟိုဆင်းရဲနာမြဲနာတွေမပါခဲ့ဘူးဆိုရင်ကိုကွန်းရတဲ့ကောင်တွေဓာန်ပေါက်တဲ့ကောင်တွေကတယောက်တစ်ကြက်သားစီစုပြီးတော့ဝိတန်ရမင်းကြီးရဲ့သမီးတော်ကိုကျုံဖြစ်ကနေရအောင်ထုတ်ပြီးတော့လီအတ္တိမမရင်ငယ်လုတ်ပြက်မျိုးဖြက်ပြက်မိစ္ဆာမျိုးတွေဖြစ်ကုန်မှာဘယင်မျိုးကခွေးမျိုးဖြစ်တော့မှာပေါ့အတ္တာတိလို့ဝိတန်ရာမင်းကြီးကကြေးပြတ်ပေးလိုက်တာ ်ဆင်းတရားမြင့်တရားနွားလောက်တပတရားကျုံယောက်ျားတရားကျုံမိမ့်မတရားဆိုတာကအိုက်ကောင်းဒီမှာမရှိဆင်းရတနာဆိုတာရှင်ဘုရင်မင်းကြီးမင်းသားတွေမှာမှရှိတာမှန်ရလားဒါကြောင့်မင်းကြီးမင်းသားတွေရှင်ဘုရင်တွေကမှဟိုဘက်တိုင်းပြည်ဒီဘက်တိုင်းပြည်ရဝတ်တန်တရားမင်းရသမီးတော်ကိုယူရင်လည်းဆိုရင်ဓာရီနဲ့လာတောင်းပြီးယူလို့ရအောင်အမျိုးမပြည့်အောင်ကဲဒါကြောင့်ဝတ်တန်တရားမင်းကြီးဒီသားတော်သမီးတော်ကိုချစ်လက်ချစ်ပါတယ် ။စုံကြီးကြီးငါးပါးတဲ့ကပြည့်အောင်လဲလူလဲလူပါတယ်။ဟောဆောင်းလဲဆောင်းလျှောက်တဲ့အမျိုးပြက်မဲ့ဘေးကနေမဆောင်းလျှောက်ဘူးလား။ဒါကြောင့်မိဘနဲ့သားသမီးလို့ဆရာတော်ခေါင်းစဉ်တည်ထားတာမိဘသည် သားသမီးအနေနဲ့အရင်ကြီးကြီးတယ်။မိဘကသာသမီပေါ်မှာအရေးကောင်းလေးတွေပေးနိုင်မှာသာသမီကလည်းမိဘကိုပြန်ပြီးအရေးကောင်းလေးတွေပေးနိုင်မှာမှန်ရလားမိဘကအခရာမကြဘူးလား ကြားတယ်အတ္တိလို့ပြောပြီးတော့မှလှူလိုက်တာအဲ့ဒါမျိုးပြဲမဲ့ဘေးရကာကွယ်ဆောင်ရောက်တာပြီးတော့တဲ့မိဘတွေရာသားသမီးကိုတကယ်ချင်းရင်နံပါတ်3နဲ့ဆုံးမစကားပြောကြားပေးပါကုသိုလ်အကုသိုလ်ဓမ္မအဓမ္မရှင်းပြီးတော့ဆုံးမလိုက် အယူမှန်အောင်လုတ်ခိုင်းလိုက်ဗမာအောင်အယူမှန်မှအဖို့ဓမ္မာလီအဲ့ဒီလိုဆုံးမပြီးတော့အမွေကောင်းနေပေးဒါကြောင့်မိဘတွေလောက်ရမှာကအချက်ပနှချက်လေးချက်ကာကွယ်ပါစောင်းလျှောက်ပါဆုံးမပါအမွေပေးပါပြောကြည့်မှန်ရလားအဲ့မိဘပိုင်းကိုဒီလောက်နဲ့ထားရတယ်။တန်သမီပိုင်းလေးနည်းနည်းသွားပြီးတရားသိမ့်မယ်။ဟုတ်ပြီနော်။ တာသမီကလည်းမိဘတွေကိုတကယ်ချစ်ရင်တကယ်မိဘကိုကျေးဇူးဆက်ခြင်းရင်တာသမီတွေကလည်းပဲလိုက်နာရမယ့်အချက်ကလေးတွေမရှိဘူးလားမိဘနဲ့တာသမီအပြန့်အလန့်ပဲလောကကြီးထဲမှာအပြန့်အလန့်ရေကောင်းလေးတွေမပေးရဘူးလားပေးရမှာအဲ့တော့မိဘမိဘကိုတာသမီကတကယ်ချစ်ရင်လည်းပဲလောက်ရမယ့်အချက်က၄ချက်ပါလိုက်ဆိုလိုက်မိဘကျေးဇူးဆက်ပါမိဘစကားနားထောင်ပါမိဘစကားနားထောင်ပါ စင်ကျင်သုံးသဆုံးဖြတ်ပါမိဘတို့ရဲ့မျော်လင့်ချက်တွေကိုအကောင်အထည်ပေါ်ပြပါချက်ပဲနဲ့ချက်သာသမီတွေကမိဘနှစ်ပါးကိုတကယ်ချစ်တယ်ဆိုရင်လည်းပဲမိဘတွေကိုတဲ့ဂျေဇူးဆက်ပါနံပါတ်1ကမလုပ်ရမှာ ကျေသူဆက်ပါမိဘကျေသူဆန်ဒီက၅နည်းရှိတယ်လိုက်ဆိုလိုက်အစာအာဟာရပေး၍ကျေသူဆက်ခြင်းအစာအာဟာရပေး၍ပစ္စည်းဥစ္စာပေး၍ကျေသူဆက်ခြင်းပစ္စည်းဥစ္စာပေး၍ဝေယဝေစာပြုပေး၍ကျေသူဆက်ခြင်းကုသိုလ်ပြုစေ၍ကျေသူဆက်ခြင်းတရားနာတရားအားထုတ်ခိုင်းပြီးကျေသူဆက်ခြင်းတရားနာ ယုဇန်ဒီဗနနိဟုတ်ရဲ့လားမိမာတွေကိုသာသမိတွေကတကယ်ချင်းရင်နမတိအစာဟာရတွေပေးပြီးကြွေးပြီးတော့ထမင်းဥတွေဟင်းဥတွေအပြော်တွေရေချမ်းတွေနဲ့ ကျွေးမွေးပြီးတော့ကျေးဇူးဆက်ပါအရာဝေးရောက်နေတဲ့အခါမှာဆိုရင်ပစ္စည်းဥစ္စာလေးတွေပို့ပေးပြီးတော့ကျေးဇူးဆက်ပါမိဘတွေအိမ်မှာရှိတဲ့အခါမှာရေချိုးပေးခြင်းအိမ်ဝတ်စားတွေရှော်ဖို့ပေးခြင်းလဲပေးခြင်းခြေသက်လက်သက်တွေဖြတ်ညက်ပေးခြင်းစသည်အပြင်ဝေယဝိစတွေပြုလုပ်ပြီးတော့ကျေးဇူးဆက်ပါဒါကရိုးရိုးကျေးဇူးဆက်တယ် နံပါတ်၄တဲ့ကုသိုလ်မပြုဖြစ်တဲ့မိဘတွေကုသိုလ်ဘက်မှာအားနေနေတဲ့မိဘတွေကိုကုသိုလ်ပြုခိုင်းပြီးတော့ခြေဆုဆာမကောင်းဘူးလားတိလမဆောက်တည်ပြတဲ့မိဘတွေကိုတိလဆောက်တည်ပြအောင်တွန်းပုံဘုံကြောင့်ကိုပို့ပေး အလိုမလိုပြည်တယ်မိဘတွေကိုအလိုလိုပြည်အောင်တရားမနာပြည်တယ်မိဘတွေကိုတရားနာပြည်အောင်သရတရားမရှိတယ်မိဘတွေကိုသရတရားရှိအောင်အဲ့ဒီလိုပြုလုပ်ခိုင်းပြီးတော့ဂျေဇုဆန်နံပါတ်၄ကုသိုလ်တွေပြုစေပြီးတော့ဂျေဇုဆန်နံပါတ်၅တရားနာခိုင်းတရားတွေအားထုတ်ခိုင်းပြီးဂျေဇုဆန်ဒါဂျေဇုဆန်ဒီငါးနီးဘယ်နည်းရအကောင်းဆုံးလဲတရားနာခိုင်းပြီးဂျေဇုဆက်တာကမကောင်းဘူးလားကောင်းတယ် တဲ့ဒါကြောင့်ဒါနမတ်တိကျေးဇူးဆက်ပါနမတ်နေတဲ့မိဘစကားတွေနားထောင်ပါမိဘစကားကိုမလုပ်ရမှာနားထောင်မိဘကိုကလန်းကစံပြန်မလုပ်နဲ့နားထောင်ရမှာယဉ်ကျေးပါလိမ့်မယ်လိမ့်မှာပါတိမ်မွေးပါနံပါတ်3ချက်ကတော့ main point ပဲဒီညနေမှာရဒီညနေမှာဆရာတော်ဆင်ခြင်ပြီးရလာတာ နံပါတ်၃ချက်ကတော့မိဘဝိမိဘစကားကိုနားထောင်ပါယူသေးပါဂိုင်းညွတ်ပါနူညံပါသိမ့်ဝေးပါမိဘကိုပြန်မပြောနဲ့ဒါပေမဲ့လို့နံပါတ်၃ကတော့ဆင်ခြင်ပါသုံးသပ်ပါဆုံးဖြတ်ပါမိဘပြောတဲ့စကားသည်မှန်သလားမှားသလားဆင်ခြင်ဟုတ်တယ်နော်ကိုရန်ကိုကိုညံနဲ့ကိုသုံးသပ်ကိုညံနဲ့ကိုဆုံးဖြတ်ပါဥမာကလာမိဘတွေပြောတယ်မင်းတို့အမေမွေးတာမဟုတ်ဘူးဖခင်မွေးတာဖခင်သခင်မွေးတာ မင်းတို့ဘုရားသခင်ကကျွေးနေတာဘုရားသခင်ကလူပြည်အောင်ကယ်ပေးတာတို့တွေလူပွားရောက်တာဘုရားသခင်ပို့လို့ရောက်တာလားကုသိုလ်ကံကြောင့်ရောက်တာလားကဲကလားမိဘကအဲ့လိုပြောနေပြီအဲ့တော့မိဘစကားကိုနားထောင်ထောင်းပြီနံပါတ်3နေနဲ့မိဘစကားသည်ဟုတ်လားမဟုတ်ဘူးလားမှန်လားမမှန်ဘူးလားနေမိမိတို့ကတဲ့ဆင်ခြင်ရမယ်သုံးသပ်ရမယ်ဆုံးဖြတ်ရမယ်အမေပြောတာဟုတ်လားမဟုတ်ဘူးလားဖခင်သခင်မွေးတာလားအမေမွေးတာလားစဉ်းစားပေါ့ယူဆိုသိမှာပေါ့ မယလာဘုရားသခင်ကြွေးလာလားကိုယ်တိုင်ကိုလှုပ်ရှားလာလားအလူဆိုတိမှာပေါ့ခွေးဆိုရင်မသိဘူးရှင်းရှင်းပဲတိရစ္ဆာန်ဆိုမသိဘူးဟုတ်တယ်နော်လူဆိုတာအင်္ဂါလေးရရှိတယ်လူဆိုတာဓမ္မနဲ့အဓမ္မကုသိုလ်နဲ့အကုသိုလ်အမှန်နဲ့အမှန်ကို ပိုင်းခြားပြီးတော့တိမှလူလို့ခေါ်တဲ့လူဆိုတာအကုသိုလ်ကိုဆောင်ကုသိုလ်ကိုဆောင်ရဲတဲ့တတ္တိတွေရှိမှလူလို့ခေါ်တဲ့ လူဆိုတာအဓမ္မတွေကိုရှောင်ဓမ္မတွေကိုဆောင်ရဲတဲ့တတ္တိတွေရှိမှလူလို့ခေါ်တဲ့လူဆိုတာကုသိုလ်တွေအညွန်းတလူတက်နေမှလူလို့ခေါ်တယ်လူဆိုတာတရားအသိဉာဏ်ပညာတွေအညွန်းတလူတက်နေမှလူလို့ခေါ်တယ်လူပြည်ရောက်တိုင်းလူမဟုတ်လူအင်္ဂါ၄ချက်ရှိဘယ်နှချက်အဲ့ဒီလေးချက်နဲ့မိမိကဆင့်ကျင်ပေါ့အမေပြောတာဟုတ်လားအဖေပြောတာဟုတ်လား